မင်္ဂလာပါခင်ဗျာကျွန်တော်တို့ခေါက်ကွင်းတကွင်းကို area ကြီး၅မျိုးနဲ့ဖွဲ့စည်းတိစောက်ထားတယ်ဆိုတာတော့အခြေခံအကြဆုံးအချက်ဖြစ်လို့အတော်များများသိကြမယ်ထင်ပါတယ်ဒါပေမဲ့ကျွန်တော်စာနှွေးတဲ့အနေနဲ့ပြန်ပြောပြပါမယ်တီကုံ area တင်း area ရှိပါတယ်နောက်ပြီးတော့ green area ရှိပါတယ်နောက်ပြီးတော့ banker area ရှိပါတယ် နောက် penalty area ရှိပါတယ်။ကျန်တဲ့ area တွေအားလုံးကိုတော့ general area လို့ခေါ်ပါတယ်ခင်ဗျာ။အဲ့ဒီမှာ team area ဆိုတာကကိုကစားနေတဲ့တီခုံလက်ရှိကစားနေတဲ့တီခုံ area ကိုခေါ်ခြင်းဖြစ်ပါတယ်။အဲ့ဒီမှာကျွန်တော်တို့ golf စီကမ်းမှာကျွန်တော်တို့ဒီဘက်ကျင်းကနေရိုက်လိုက်တယ်ရိုက်လိုက်တဲ့ဘောလုံးဒီတခြား green ball wrong green ball သွားပြီးတော့ on သွားတာရောက်သွားတာအဲ့ green နဲ့ swing step မလွတ်တာဆိုရင်ကစားခွင့်မရှိတဲ့နေရာဖြစ်ပါတယ် green other green wrong green อ่ะအဲ့တော့မဖြစ်မနေကျွန်တော်တို့က looking အမှတ်အနည်းဆုံး looking အမှတ်ရှားပြီးတော့ရိုက်ရမှာဖြစ်ပါတယ်အဲ့ဒါပေမဲ့အလားတူကိုရိုက်လိုက်တဲ့ဘောလုံးဒီတခြားတီကုန်ဘောရောက်သွားတဲ့အခါဆိုလို့ရှိရင်တော့ ဒါဒီတင်းကြီးဧရိယာပေါ်ရောက်တယ်လို့မတက်မှတ်ပါဘူးကျွန်တော်တို့ golf စီကမ်းမှာ round tee ဆိုတာမရှိပါဘူးခင်ဗျာ round green ပဲရှိပါတယ် round tee ဆိုတာမရှိပါဘူးအဲ့တော့တခြားတီကုံပေါ်ရောက်သွားရင်အရှိတိုင်းဆက်ကစားလို့ရပါတယ်ကစားခွင့်ရှိပါတယ်ဘယ်သူတူတယောက်ကမှအာဒီတီကုံဧရိယာမှာကစားခွင့်မရှိပါဘူးလို့လာတားမြစ်ပိုင်ခွင့်ရှိပါဘူး အဲ့ဒါကိုကျွန်တော်တို့မြန်မာနိုင်ငံကောမဒီကွင်းကောမဒီတချို့ကတခြားတီကုံပေါ်ရောက်သွားတဲ့ဘောလုံးကိုကစားခွင့်မရှိဘူးလို့ကန့်တက်နေတာတွေမြင်တွေ့ကြားသိနေရပါတယ်မှားပါတယ်ခင်ဗျာလုံးဝမှားပါတယ်ဟော round တီဆိုတာမရှိပါဘူးကစားခွင့်အပြည့်အဝရှိပါတယ်မကစားစီခြင်းတဲ့နေရာဆိုရင်တော့ no play zone တတ်မှတ်ထားလိုက်ပါ ဘယ်ချိန်ဘယ်နေရာမှအဲ့နေရာမှာကစားခွင့်မရှိတော့ပါဘူးဒီချင်းမှာပဲကစားခွင့်ပေးမယ်ဟိုချင်းကစားခွင့်မပေးဘူးဆိုတာလည်းတတ်မှတ်ပိုင်ခွင့်မရှိပါဘူးအဲ့တော့ဒီနေရာမှာအတူချုံနှစ်ချုံလေးကျွန်တော်ပြောခြင်းတဲ့အချက်တစ်ချက် point က round tee ဆိုတာမရှိပါဘူး round green ပဲရှိပါတယ် round green မှာကစားခွင့်မရှိပါဘူး round tee ဆိုတာမရှိတဲ့အတွက်တီကုံပေါ်ချသွားတဲ့ဘောလုံးကိုရှိတိုင်းရိုက်ခွင့်ရှိပါတယ်ခင်ဗျာဒီစွတ်တမာတယ်